ဒီနေ့မှာတော့ဆူတောင်းပြည်တယ်လို့နမည်ကြီးရဲချင်းမိုင်မျိုးကစပယ်ပန်ဖျောင်းဝက်ဖရာသက်ဒရန်ခန်အကြောင်းကိုခီးသွွားပြည်သူတွေအတွက်ဘူးတုဒရှပွေတင်ဆက်ပေးကြမှာ ਈ ဒီဖျားအကြောင်းဟာချင်းမိုင်မျိုးရဲ့အနောက်တောင်ဘက်အမျိုးသားဥယျင်ထဲကတောင်ကုန်းပေါ်မှာတည်ရှိပြီးဒရန်ခန်ဖျားအကြောင်းလို့လည်းလူသိများကြပါရီစိမ့်စုတွေတပင်တွေလှပတွေကြီးလက်ရှုခင်တွေကြောင်းလာရောက်လေပတ်သူတွေကိုစိတ်အေးချမ်းမှုနဲ့ကြည်နူးမှုကိုပေးစွမ်းစေတဲ့နေရာလေးတစ်ခုပါ လွန်ခဲ့တဲ့နှစ်ပေါင်း1300ကျော်လောက်ကတည်ထားတာဖြစ်တဲ့အတွက်ဒီဒေသမှာရှေးကြဆုံးဖျားကျောင်းတွေကတခုပါဝင်ဖြစ်ပါပြီ။ဒေသခံတွေရဲ့ပြောစကားအရဒီဖျားကျောင်းဟာမွန်ပြည်မကြီးဆမ်မတီဝီနဲ့ဆက်ဆက်နေတယ်လို့ဆိုကြပါပြီ။ဘေးမကြီးဆမ်မတီဝီဆိုတာဟရီပွန်ချိုင်းတီထောင်ခဲ့တဲ့ပထမဆုံးသောမွန်ပြည်မကြီးပါ။ဒီကျောင်းကိုတည်ခြင်းတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြည်စုံတင်ဆက်ပေးပါမယ်။အခုတော့ဒွိုင်းခန့်ဖျားကျောင်းလေးကိုပြန်ဆက်လိုက်ရအောင်ခင်ဗျာ။ ခေဆက်ဆက်ကြာလာတဲ့အခါမှာတော့အကြောင်းမျိုးမျိုးတွေကြောင့်ရှီအောင်ဖျားဆင်းမှုတော့အများပြားဟာပြောက်ွယ်သွားခဲ့ပါပြီ1966လောက်မှာတော့ဒီသခံရွာသားများပျောက်ဆုံးသွားခဲ့တဲ့ရွေးစားမတူရဲ့ဖျားဆင်းမှုတော့ရုပ်ပွားတော်အများပြားကိုပြန်လည်တူဖော်ရှာတွေ့ခဲ့ပြီးအခုလက်ရှိနေရာမှာပြန်လည်တည်ထောင်ကူးခဲ့ကြတာပါဒီဖျားចောင်းကြီးဟာအမြင့်18ပေးရှိတဲ့ထိုင်တော်မူရွှေဆင်းမှုတော်ကြီးចောင်းလေးနမည်ကြီးပါပြီဖျားဆင်းမှုတော်မှာမြတ်စွာဘုရားရဲ့ဆန်တော်တမင်ကိုဌာပနာထားပြီးမိမိရဲ့ဆန္ဒတွေကိုစုတောင်းမှာကမြင်မြင်ပြည့်စေတယ်လို့ဒေသခံတွေကယုံကြည်ကြပါပြီ တို့ဗုဒ္ဓဆင်သူရုပ်ပွားရင်းစပေပန်ကက်လူရီအတိတ်ထံမီမိမိလူကျင်သောလူရစုတစ်ခုတည်းကိုတော့ဗနလာအတွင်ပြရပါစေလို့ဆုတောင်းပြုလို့ရှာပါရီဆုတောင်းတိုင်းအောင်မြင်ပြည့်စုံပြီဆိုရင်တော့အတိတ်ထံပြုခဲ့တဲ့တိုင်း၃လအတွင်းမှာအ ਨੇ စုံစပေပန်အပွင့်50ပြင်လဲပြီးလာရောက်ကက်လူရှာပါရီဆုတောင်းနေပြေလို့လာရောက်လူထားရဲ့ရှာပေါင်းများစွာထောင်ပေါင်းများစွာသောစပေပန်တွေကိုဆင်သူတို့ရှေ့မှာတွေ့မြင်နိုင်ပါရီ စူဒန်ပြည်ရဲ့လူနေမကြီးရဲ့အတွက်ကြောင့်ချင်းမိုင်မြို့သူမြို့သားတွေဒါမှမဟုတ်ထိုင်းနိုင်ငံအနှံ့ကပါလာရောက်ဖူးမြော်ပြီးအတိတ်ထံပြူကြရဲ့အတွက်ကြောင့်အမဲလူစီကားလို့နေပါရီ။ဤကဲ့သို့စိတ်ဝင်စားစရာတမိုင်းတွေနဲ့ပြည်နေတဲ့ချင်းမိုင်မြို့ရဲ့ဒွမ်းကန်တောင်ပေါ်မှာရှိစပယ်ပန်းဖျားနဲ့အခြားသောတမိုင်းဝင်နေရာတွေကိုတွားကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Amazing Sian Lord တက်ကိုအခုပဲဆက်သွဲလိုက်ပါခင်ဗျာ။ရင်ကျေးပြူငါတဲ့ကျွန်တော်တို့အဖွဲ့သားတွေကနှွေးထွေးစွာကြိုးစိုးလျက်ပါခင်ဗျာ။